ရွှေကုံစီရီတော်ကြီးရဲ့ဧည့်သည်တော်မှတ်တမ်းမှာဟယ်လင်ခဲလာဗလက်မတ်ထိုးလေတဲ့တပ်ပုံပါသူမကိုဘေးကကိုကြီးပေးနေတာကတော့ပေါ်လီတော့မစင်ဖြစ်ပါတယ်ဟယ်လင်ခဲလာဟယ်လင်ခဲလာဆိုတာအသက်တနှစ်နဲ့9လသမီးလေးကလေးကမျက်မမြင်နားမကျန်းဖြစ်ခဲ့ရသူပါသူမဘဝကိုတကမ္ဘာလုံးကစိတ်ဝင်စားဖြစ်ကြရပါတယ်မစ္စီလည်းမမြင်နားလည်းမကြားပဲအရာဝတ္ထုတွေကိုလက်နဲ့ဆမ်းပြီးစာတင်လာတာ နောက်ဆုံး college ကဘွဲ့ရတဲ့အထီးပါပဲ။ Cambridge တက္ကသိုလ်ကတော့ဂုံဒူးဆောင်ဘွဲ့ရခဲ့ပါသေးတယ်။စာအုပ်၁၂အုပ်နဲ့စောင်းမားတွေတော်တော်များများလဲရေးခဲ့ပါလေ။သူမချောက်ကိုအများကတော့တီးပြီးဖြစ်မှာပါ။မဖတ်ဘူးရင်လဲအသက်ရှူမှားလောက်တဲ့ Helen ဘဝအကြောင်းဖတ်ကြည့်ကြပါရုပ်ရှင်လေးမှတ်တမ်းတွေလည်းရိုက်ထားပါတယ်ပေါ်လီတော်မစင်ကစကော့တလန်သူဖြစ်ပြီးဟယ်လင်းရဲ့ကုဘောလောင်ပတ်အဖြစ် ရောက်လာပြီးမှတဘွားလုံးစောင့်ရှောက်ပေးခဲ့သူပါပေါ်လီအပြင်ဟဲလင်းရဲ့ဘဝမှာအရေးပါလာတဲ့ဒုတိယရှိပါသေးတယ်သူကတော့အမ်စူပါဘာမအဟာသူမကိုယ်တိုင်အမြင်ချုပ်ရင်းသူတဦးဖြစ်ပြီးဟဲလင်းရဲ့ဆရာမပါရမီ ဖြည့်ပဲပါဇုံလုံးကလမ်းမကြဟဲလင်းကိုစာတင်ပေးခဲ့တဲ့အာခမိမပါအန်ကဟဲလင်းကိုရေပုံပွင့်စီခေါ်လာပြီး ရေကိုလက်နဲ့ထိစီပြီးပြီးမှမျက်မမြင်စာဘယ်လီနဲ့အခရာတလုံးချင်းစီကိုထိစီပြီး watcher လို့ပေါင်းခံရပါတယ်ဟဲလင်ဟာ သူမဘဝရဲ့ပရမအဆုံးတိခွင့်ရတဲ့ဆက်လုံး watcher ကို စိတ်လှုပ်ရှားဆုံးနဲ့အမှတ်တရအရှိဆုံးလို့ပြောလိရှိပါတယ်နိုင်ငံပေါင်း35နိုင်ငံကို ခရီးသွားခဲ့တဲ့ဟဲလင်ခဲလာဟာမြန်မာပြည်ကိုလည်း 1955မေလမှာရောက်ခဲ့ပါတယ်။ရွှေကုံစီရီတော်ကိုရောက်ဖူးတဲ့ကပအနှံ့ကထင်ရှားတဲ့ဧည့်သည်တော်တွေထဲမှာဟဲလင်ခဲလကတော့အထူးကြဆုံးတယောက်ပါခင်ဗျာ။ဒါလေးကတော့ဘုဒ္ဓတာဖြစ်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ပဇွန်လုံးမှာဥကောင်းမပါဘူး။ဒါပေမဲ့ပဇွန်လုံးဆိုတဲ့အမျိုးဆိုတာလုံလုံကြုံကြုံနေဖို့ချမ်းချမ်းတာတာနေရဖို့ကိုယ်အတွင်းကိုတူတက်ပါတယ်။ဥကောင်းပါတဲ့ လူတွေကြတော့တခုခုကိုခိုလူကိုမိခိုခြင်းဒီလူကိုမိခိုခြင်းနေရင်ပစုံလုံးကိုအာနာဖို့ကောင်းပါလေအခုခေတ်လူငယ်တွေကိုပဲကြည်ပါ ရှေ့မဆက်နိုင်တော့တဲ့လူတွေလောကတိုင်းနဲ့ရင်ဆိုင်တဲ့အခါတိုင်းမှာရှေ့မဆက်နိုင်ပဲလက်လျှော့အရှုံးပေးလိုက်ကြတဲ့သူတွေအများကြီးရှိပါတယ်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ် တခါရှုံယုံနဲ့လုံးဝရှုံတော့တာမျိုးမဟုတ်ပါဘူးတခါလေးပဲရှုံနေတာကိုအမြဲတမ်းရှုံနေသွားပြီလို့ တတ်မှတ်ထားတယ်ဆိုရင်အခွင့်အရေးဆိုတာပြတ်ခွဲသွားပါလိမ့်မယ်။ဘယ်ဖုံးဆုံးကျကမှ အတောင်မှမခတ်ဖဲနဲ့တော့ခန္ဓာကိုယ်ကအလင်းထွက်လာလိမ့်မရှိပါဘူး။အဲ့ဒီလိုပါပဲ။ဘယ်လူငယ်မှလည်းစူးစမ်းမှုမရှိဘဲနဲ့တော့အောင်မြင်လာမှာမဟုတ်ပါဘူး။သူကြုံထက်မြက်တဲ့လူငယ်ဆိုတာအမြဲတမ်းကိုယ့်ဘဝကိုမြင့်တင်နေတဲ့လူပြီးရင်တစုံတစ်ယောက်ရဲ့ဘဝကိုယ်ဘဝလိုသဘောထားပြီး မြင့်တင်ပေးနိုင်စွမ်းရှိတဲ့လူဖြစ်ရပါမယ်။ရုပ်ချောတာလှတာဆိုးတာရုပ်ဆိုးတာအကြည့်တန်တာတွေကလူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ပါဘူး။ဗလာတောက်နေမှခန္ဓာကိုယ်အချိုးစားလှပါနေမှတန်ဖိုးရှိတဲ့လူငယ်လို့ခေါ်တာမဟုတ်ပါဘူး။ခြေတော့ပါတာချင်းအတူတူရက်တီချက်ခိုင်ခိုင်မာမာနဲ့ကိုယ့်ဘဝကိုကိုယ့်ခြေတော့ပေါ်မှာရက်တီနိုင်တဲ့သူကမှတန်ဖိုးရှိတဲ့လူငယ်လို့ခေါ်တာပါ။ ဒီတော့ကလူငယ်တွေကိုမှားကျင်တာတခုက စာဖတ်ပါအချိန်ကိုလေးထားပါ ကိုယ့်ရဲ့လှုပ်အားကိုနှစ်ဆမြင့်ပြီးကြိုးစားပါကုညီဖိမတတ်တဲ့သူတယောက်ဖြစ်ကြိုးစားရှင်တာပါဟုတ်ကဲ့ပါဒီချောင်းရလေးတွေကတော့မိတ်ဆွေတို့အတွက်ဘုဒ္ဓတွေမြောက်မြတ်စွာရလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်နောက်ထပ်လည်းဘုဒ္ဓရပေါ်လေးတွေကိုစင်ဆက်ပပြတင်ဆက်ပေးဥမှာမှုစောင့်မျှော်နှาศင်ပြဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ